မာညာတွေကိုကြီးကစော်ခေါ်ဒါပဲလားတို့ကညပိန့်ကြရွက်ပေါ်ဒီမတင်ခဲ့သူတင်ခင်ချင်းချင်းကြောက်ပါကြီးသားတရားတပည့်တော်ကနေလာသာတို့ကခုမှပြီးလို့လို့ကြောင်းအောင်မယ်ခုကခုကငါဆက်ပလိုက်တိုက်တာတော့မဟုတ်ပါဘူးเนาะ င်္ဂလာပါအဲဒီကနေ့မှာတော့ကျွန်တော်ဘာကိုမျှဝေပေးရမလဲဆိုတော့အဲအခုနောက်ပိုင်းပေါ့နော် line ပေါ်မှာတော်တော်လေးအဲတပုတ်ပြီးတပုတ်တက်လာတဲ့ဘာသာရေးအလွဲတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲကြိုပြီးတော့ကျွန်တော်စကားပလင်ခံစရာရှိတာတခုကပါလဲဆိုတော့ကျွန်တော်ဟာဒီဗီဒီယိုကနေစပြီးတော့နောက်ထပ်နောက်ထပ်သောဗီဒီယိုတွေမှာ စကလုံးတွေကိုကျွန်တော်ဟာတက်လုံးချင်းမပြောတော့ဘဲနဲ့အဲပြောပြန်ရှိတာတွေကိုမြန်မြန်ဆန်ဆန်နဲ့ချီချီမိမိမက်ဆေ့တွေကိုပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့စကလုံးတွေမြန်တဲ့အခါမှာလဲအားလုံးနားလည်ပြီးတော့အကြည့်ရှုပေးကြပါပထမဆုံးဗီဒီယိုကပါလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုကိုအရင်ဆုံးကြည့်လိုက်ရအောင်။သစ္စာဒိဋ္ဌာသူတောင်းခြင်းသစ္စာဒိဋ္ဌာသူတောင်းရောဂါပိညာရွက်ပေါ်ဒီမနေခဲ့သူအဲအခုပေါ့နော်ဒါဒီဗီဒီယိုထဲမှာမြင်ရတဲ့ဒီ ယဟန်တော်ဟာဒီယန်တော်ဝိတာစားတာကို ကျွန်တော်ဒါကြည့်ရတဲ့အခါမှာတော့ဒါဟာကျွန်တော်ရဲ့ဒီဘက်ချမ်းကဒါထီရဝါရဘက်ကယန်တပားလို့တော့ကျွန်တော်ကမမြင်ဘူးအဲဝက်ပုံစားပုံကကျွန်တော်ဒါတိုင်းရင်သားဘက်ကပေါ့နော်ဒါရှမ်းပြည်တို့ပါတို့ရှမ်းပြည်ဆိုလို့ရှိရင်ရှမ်းပြည်ရယန်တန်ဃာတော်ဤနဲ့ကျွန်တော်တို့ဒီဘက်ကအဲယန်တန်ဃာတော်ဤနဲ့ဒါဝက်ပုံစားပုံတွေကမတူပါဘူးဒီညမှာပို့ပြီးတော့စိတ်ပြည့်စရာကောင်းတာကြည်မြင်ခွင့်ဖြစ်ပါတယ်ဒါဒီဥလေးရပေါ့နော်ဒီယန်တော်ကို ဒါကိုရင်လားယန်းလားတော့မသိဒါပေမဲ့ကျွန်တော်ကတော့ယဟန်ဖြစ်ပြီလို့ထင်တယ်ဒီယန်းတော်ကိုပြန်ပြီးတော့တရားပေးနေတာဖြစ်ပါတယ်နော်အပေါ်ကနေအပေါ်ဆိုတာကျွန်တော်ပြောချင်တာကအရှိနောက်ကိုပြောချင်တာနော်ဦးလေးကြီးကဒါကောင်းရင်ပဲရောက်နေတယ်ဒီယန်းတော်ကတော့အောက်ဘက်မှာရောက်နေတယ်ဒါတွေဟာအတော်လေးကိုစိတ်ပျက်စရာကောင်းတဲ့ယနေ့ခေတ်ဘာသာရေးအလွဲတွေဖြစ်ပါတယ်နော်လူကပြန်ပြီးတော့ဒီယန်းတော်ကိုတရားပေးနေရတယ်ဒီယန်းတော်ကလည်းရေရကြီးကြီးနဲ့ဒီကတော်ပွဲကြီးကိုကင်ပြီးတော့ဒီလိုကြီးတွေဖြစ်နေတာဒါမျိုးတွေကအတိတ်ပဲလုံးဝမရှိပါဘူး ဒီနေ့ဒီချိန်ထိကိုလွဲနေကြသေးတာဘာကြောင့်လဲဆိုရင်ဝင်းကြီးကိုမလေ့လာကြလို့ဖြစ်ပါတယ်။ဝင်းကြီးကိုလေ့လာကြပါဖေ။အဲမိမိတပါးရဲ့အတွက်ကြောင့်တခြားတခြားသောဗုဒ္ဓဘာသာဝင်ယန်းတော်တွေကိုထိခိုက်စေမယ့်ကိစ္စမျိုးကိုလုံးဝမလုပ်သင့်ပါဘူးနော်။ဒါဟာမြင်ကွင်းလည်းမကောင်းပါဘူး။ပြီးတော့ဒီလိုဗီဒီယိုတွေဟာ live မှာတက်လာတဲ့အခါမှာတခြားတခြားသောဘာသာဝင်တွေအတွက်လည်းဒါအထင်သေးစရာဖြစ်ပါတယ်။ ဒီတော့တပည့်တော်တို့ဒါမျိုးတွေခဏခဏပြောနေရခြင်းဟာလေလူမုံများပါတယ်လူမုံများပြီမဲ့လေတပည့်တော်တို့ဟာပြောတဲ့ပြောထိုက်တဲ့အရာတွေကိုဆိုရင်တော့တပည့်တော်တို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်အတိအကံကြည့်ရှုပေးပါဗျာဒီတော့ကျွန်တော်တို့ဒါဒီဗီဒီယိုကိုတော့ဒါထားလိုက်တော့မယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒါအဲနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုဆက်ပြီးတော့ကြည့်အောင်ဒါနဲ့ဗီဒီယိုတစ်ပုဒ်ကလည်းအားလုံးပဲသိကြပါပါဒါလေးကောင်ပါလဲဆိုရင်ไก่หมอมาเย็นด้วยดิกูจีก็สอคง ကိုခေါ်ဒါကတော့နောက်ထပ်ဗီဒီယိုဖြစ်ပါတယ်နော်အဲဒီထဲထဲမှာဒါတချင်းကတော့တချာဆရာလေးကတချာကြည့်ရတာတော့ကျွန်တော်တို့ဒါဟောက်မလို့လို့ ਨੇ တကယ်တကယ်တော့အယံကိုရုပ်ပေါက်လုံးပါတယ်အယံစိတ်ပြည့်စရာကောင်းတယ်အဲရုပ်ကြီးကိုယ်ွယ်မှုတွေပါပဲဘေးကလူတွေဝိုင်းမြောက်ပေးနေတာဟာလည်းအထိပ္ပယ်မရှိပါဘူးလက်ကုတ်တီးပေးတယ်ဆိုတာကိုယ့်ကိုချင်းမြောက်တာဖြစ်နိုင်တယ်လို့လက်ကုတ်တီးတိုင်းလည်းကျွန်တော်တို့ဟာဂုံယူနေလို့မရဘူးလက်ကုတ်တီးပြီးတော့တစ်ခါတလေကြာရင်ကြောက်သေးရောက်သွားတဲ့လူတွေ အများကြီးရှိပါတယ်။ဒီတော့ကျွန်တော်တို့ဒီဗီဒီယိုမျိုးကိုလည်းကျွန်တော်တို့ဒါပြင်းပြင်းထန်ထန်နဲ့ရှုတ်ချရမှာဖြစ်ပါတယ်။အဲတာတရာကြီးနဲ့ပတ်သက်တဲ့သက်ဆိုင်ရာအဲပုံကိုယ်ရီဆရာတော်တမတော်ရီအဲတာတရာကြီးဝင်ကြီးကတာဝန်ရှိတဲ့ပုံကိုယ်ရီလည်းဒီလိုမျိုးကိစ္စတွေကိုအမြန်ဆုံးကင်တွယ်ဖြေရှင်းပေးပါ။အခုနောက်ပိုင်းဆိုရင်ဒါကျွန်တော်တို့ရဲ့ဘာသာကိုပြောင်းတလို့လှောင်းတလို့လို့နဲ့တကယ်တမ်းတကယ်ချီချီရောက်ရောက်ချင်းနဲ့ပုတ်ခတ်လာတဲ့သူတွေအများကြီးရှိလာပါပြီ။ဒါကြောင့်ကျွန်တော်တို့ဒီဒီလိုအရာတွေကိုအမြန်ဆုံးရှင်းထုတ်မှရပါမယ်။ ဒီတော့ကျွန်တော်တို့ဒါနောက်ထပ်တစ်ပုဒ်ကိုကျွန်တော်တို့ကြည့်အောင်ဒါမဟုတ်ဆိုတော့ရအဲအဲ့လိုဖြေခဲ့တဲ့ခါမှာအဲ့ဒီမြန်မာတဲ့အတွက်ဒေကန်นี่ကြတော့သူဘာဖြစ်သွားတယ်လဲမိမကြီးဖြစ်သွားတယ်အဲမိမကြီးဖြစ်သွားတော့ဟာမိမကြီးဖြစ်သွားတယ်အဲအတော်ဆိုးတာပဲဟောနောက်ထပ်တစ်ပုဒ်ကတော့ဒီပုဒ်ဖြစ်ပါတယ်ဒီပုဒ်ကိုဟာဘာပုဒ်ကိုလဲတော့ကျွန်တော်မသိဘူးဒီလိုဗီဒီယိုတွေလောက်ကလုံးလုံးလဲဒါကျွန်တော်ရဲ့ channel အားဆိုရင်ပြတ်တော့မယ်အနေထားကိုရောက်နေပြီဒီလိုလူတွေကိုထောက်ထောက်ပြရတာလေအရန်စိပြက်ဖို့ကောင်းပါတယ် အဓိကကတော့ဒီဗီဒီယိုထဲမှာသူပြောထားတဲ့အချက်တွေကိုကျွန်တော်ကဒါအချင်းချင်းပြောပြမယ်ဒီနေရာမှာအတန်သူ့အတန်ကိုသုံးလိုက်မယ်ဆိုရင်ကျွန်တော်ဒါ copyright ဘာညာနဲ့ရှေ့ကဗီဒီယိုလေးလို့ဖြစ်မှာစိုးလို့ပါသူပြောတဲ့အဓိကချက်ဟာဒီမိုးကုတ်ဆရာတော်ကြီးဟာကျွန်တော်တို့တွေဒါဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့အယံလေးစားကြည်ညိုရတယ်ကျွန်တော်ဒါမိုးကုတ်ဆရာတော်ဖရာကြီးဟာပြန်လုံလုံမူခံဒီမှာ မိမကြီးဖြစ်သွားတယ်လို့ဒီလူဟာပြောလိုက်တာဖြစ်ပါတယ်အယံစိတ်ပြတ်ဖို့ကောင်းပါတယ်အယံလေးယွန်စရာကောင်းတဲ့ဒီလူရဲ့မျက်နှာကိုကျွန်တော်ကြည့်ပြီးတော့ ဟိုအပြင်မှာသာတက်ရောက်ချင်းသာဆိုရင်ကျွန်တော်တို့လူငယ်စိတ်နဲ့ဆိုရင်ထတော့ထိုးမိမလားမသိဘူးအရန်ရုပ်ပေါက်လို့ ਨੇ ကိုယ့်ရဲ့စိတ်ထင်ရာတွေနဲ့မိမိရဲ့သုံးသက်ချက်တွေနဲ့ရှောက်ပြီးတော့ဘာသာရေးအလွဲတွေလုပ်နေတာပါနော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘာမှငကန်းတလုံးနားမလဲပဲ ਨੇ ဟုတ်တယ်လို့လို့တိတယ်လို့လို့တတ်တယ်လို့လို့ ਨੇ လူတက်ကြီးတွေလုပ်နေတာပါကိုကိုရိုင်းကကြတော့ထမိန်တော်တွေကမထွက်နိုင်မင်း ਨੇ ဟိုတကယ်မထေရဝါကြီးတကယ်ဆရာတော်တမ္ပရတော်ကြီးကိုတော့ဒါပြန်လုံတော့မူသွားပြီဆိုပေမဲ့ဒီလိုဆရာတော်ကြီးမျိုးကိုတော့သူဟာ ရရဆက်ဆက်နဲ့ကိုဝေဖန်ပြောဆိုတာဖြစ်ပါတယ်ဒီလိုမျိုးလုံရက်တွေကိုမဟုတ်ဆရာတော်ဖရာကြီးကိုကြည်ညိုကြတယ်ဒါတကားတကမတွေလည်းကြည်မနေကြပါနဲ့ဒီလိုပုံကိုတွေကိုအမြန်ဆုံးဖော်ထုတ်ပြီးတော့သာသနာရေးဆိုင်ရာပုံကိုတွေနဲ့ပေါင်းသင်းပြီးတော့ကျွန်တော်တို့ဒါကိုအမြန်ဖြေရှင်းကြပါဒီလိုကိစ္စတွေကိုဖြေရှင်းပါလေကျွန်တော်တို့သာသနာကြီးဟာဒီတစ်မကတန်ရှင်းလာမှာဖြစ်ပါတယ်ဒီလိုတက်ရောက်ကဆရာဆရာကြီးတွေကိုကျွန်တော်တို့အများဆုံးဖြေရှင်းရမှာဖြစ်ပါတယ် ဘလောက်ဒီဆိုးရွားလဲဆိုရင်သူဟာဒီစင်ပေါ်မှာ state ပေါ်မှာသူပြောသွားတယ်ဆိုတာကြီးဟာအဲတကယ်ဆိုးရွားတဲ့အရာတွေပါဘာကြောင့်လဲဆိုတော့သူဟာသူလိုဓာတွေကိုပဲဖျားဟောတွေကိုတော့မှသူကလိုဓာတွေကိုပဲပြောမယ်မလိုဓာတွေကိုသူကပင်မယ်တကယ်တကယ်ဆရာတော်တမတော်ကြီးတွေရဲ့အတွေ့အမြင်တွေတော့မှဒါမျိုးတွေမရှိတာမျိုးကိုသူကသူ့ရဲ့အတွေ့သူ့ရဲ့အမြင်လောက်နဲ့ရှောက်လုပ်နေတာဖြစ်တယ်ဒီလိုပုံကိုယ်တွေကိုတော့ဒါကျွန်တော်တို့ရဲ့ဘာသာအတွက်အမြင်ဆုံးတန်ရှင်းပေးရမှာဖြစ်ပါတယ် ဒီတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ကြည့်အောင်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကလည်းအမတန်မှယွန်စရာကောင်းတဲ့မြင်ကွေးတစ်ခုဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒါတချို့နေရာလေးတွေဆိုရင်ကျွန်တော်ဝါထားပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ YouTube မှာဆိုရင်လည်းစီကန်းရှိမယ်ဒီဗီဒီယိုလေးကိုလည်းကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်အောင်မြင်တယ်မလားဒီဗီဒီယိုဟာဘလောက်ထိစိတ်ပြည့်စရာကောင်းလဲဆိုရင်ဒါဟာဆရာလေးတစ်ပါးတယ်ဗျာကျွန်တော်တို့ဒါမပေါ့တဲ့ပေါ်ပေါ့နော် ကိုကျွန်တော်တို့ဒါတမန်ပြေစကားနဲ့ပြောထမင်ရေရှားနဲ့ပေါ့ထမင်ရေရှားနဲ့ကိုကျွန်တော်တို့ဒါဆရာလေးတွေဝတ်တဲ့ဝိယုံတွေကိုဝတ်ပြီးတော့ဒါမျိုးတွေရှောက်လုံနေတာဖြစ်ပါတယ်။နော်ချစ်ကြော်ရီဆော့ဘာတွေလုံးလုံးလုံးမှန်းမသိဘူး။အရန်ယူစရာကောင်းပါလေ။ကျွန်တော်တို့ကတော့ဒါမျိုးပုံကိုတွေကိုလုံးဝမကြည်ညိုပါဘူး။အရန်လဲစိတ်ပြက်စရာကောင်းပါတယ်။ဒါအကြည်ညိုစရာမြင်ဝင်နေမဟုတ်ပါဘူး။အလုံးယွန်စရာမြင်ဝင်နေဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ဒါကျွန်တော်ရဲ့ channel ကပြည့်တက်တယ်လေဒီလိုကိစ္စတွေကိုမြင်တဲ့အခါမှာ ဘယ်တော့မှလက်ပိုက်ကြည့်မနေကြပါနဲ့ကျွန်တော်တို့ရဲ့ဒါဘာသာအတွက်ကျွန်တော်တို့ရဲ့သာသနာတော်အတွက်ကိုအတက်နိုင်ဆုံးဝိုင်းဝန်းပြီးတော့တိုက်ထုတ်ပေးကြပါလို့အကြံပေးနေကျွန်တော်တို့ဒါနောက်ထပ်တစ်ပုဒ်မှာပြန်ဆောင်ကြမယ်တော့အားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ